မန္တလေးမှာညီကိုချင်းငွေပေးပြီးလူတက်ခိုင်းတဲ့သူနဲ့ကျူးလွန်သူတွေကိုဖမ်းပြီးမန္တလေးမြို့မှာညီကိုချင်းငွေပေးပြီးလူတက်ဖို့စေခိုင်းသူတွေနဲ့ကျူးလွန်သူတွေကိုဖမ်းသိရမိထားကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကတင်ပြရရှိပါတယ်ပတိန်ကြီးမြို့နယ်ကိုကြီးကုန်းကျေးရွာတိတ်ပံလမ်းတင်ဘေးမှာရှိတဲ့လဲကွက်ကြားမြောင်းရိုးအတွင်းမှာ မျိုးသားတူကခန္ဓာကိုယ်အနှံ့ထိုးစင်းတံရတွေနဲ့တေဆုံးနေတာကိုအေဘီလာ၄ရက်နေ့ကတွေ့ရှိခဲ့တဲ့အတွက်တောင်ရှိသူတွေကတေဆုံးသူကိုသိရှိနိုင်ဖို့အတွက်စုံစမ်းမှုတွေနဲ့ကျူးလွန်သူကိုအများဆုံးဖမ်းမိရမရေဗိုလ်မြင်းဆောင်ခဲ့ကြအောင်သိရပါတယ်တေဆုံးသူမှာချမ်းမြတာစီမျိုးနဲ့အောင်သားရရက်ကွက်မှာနေထိုင်တဲ့စမ်းမင်းသိန်းဆိုသူဖြစ်ပြီးတော့မွေးချင်းညီအကိုနှစ်ဦးရှိတဲ့ကအငယ်ဖြစ်ပြီးအဖွားဖြစ်သူနဲ့နေထိုင်တယ်လို့ဆိုပါတယ် လွန်ခဲ့တဲ့3လကကအကိုဖြစ်သူနဲ့စကားများရံဖြစ်ပြီးတော့အကိုဖြစ်သူကိုညီဖြစ်တဲ့ဆံမင်းသိန်းကအိမ်ကနေနှင်ချခဲ့လို့သိရပါတယ်။အဲဒါကြောင့်စုံစမ်းသိရှိရတဲ့အတွက်သက်ဆိုင်ရာကအကိုဖြစ်သူလှိုင်မင်းဟန်ကိုခေါ်ယူစစ်ဆေးခဲ့ပါတယ်။အဲဒီလိုစစ်ဆေးခဲ့ရမှာတော့အကိုဖြစ်သူလှိုင်မင်းဟန်ရဲ့ထွက်ဆိုချက်မှာညီဖြစ်သူကသူ့ကိုအိမ်ကနေနှင်ချခဲ့တာကိုမကျေနပ်ဘူးလို့ဆိုပါတယ်။နောက်ပြီးမိဘနှစ်ပါးစလုံးကလည်းကွယ်လွန်သွားပြီဖြစ်တာကြောင့် အမွေတွေမရမအောင်ဆိုရင်လည်းတွဲညီဖြစ်သူကိုငွေချက်300နဲ့တတ်ဖေးဖို့ဆိုပြီးတော့လူသုံးကို စေခန်းခဲ့လို့စစ်စေးပေါ်ပေါက်ခဲ့ပါတယ်ဆက်လက်ပြီးစစ်စေးချက်တွေရတော့အကူဖြစ်သူလှိုင်မင်းဟန်ကညီဖြစ်သူကိုတည့်သေးသွားခူးကြမယ်လို့ပြောပြီးခွေကြီးကုန်းကျေးရွာမှာရှိတဲ့တရချံကို ဆိုင်ကန်နဲ့အတူခေါ်လာပြီးတော့သူစေခိုင်းထားတဲ့လူသုံးနဲ့အတူထားခဲ့ပါတယ်အဲ့လိုထားခဲ့ပြီးတဲ့နောက်မှာတော့သူ ပြန်လဲထွက်သွားတဲ့အချိန်မှာပဲ ၎င်းတို့တုံးကလူတက်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။လက်ရှိမှာတော့ကျူးလွန်သူတွေကိုအမှုဖွင့်အရေးယူပြီးတရားစွဲဆိုနိုင်ရေးဆက်လက်အဆောင်နေကြောင်းသိရပါတယ်။